ဒါတို့ဗေဒမှာကိုဗစ်နဲ့ဘုံအချောင်းအရာသင်ခန်းစာတွေဘာကြောင့်သင်ရလဲအဲ့တော့ပရမအောင်ဆုံးအနေနဲ့ကျွန်တော်ဒါတို့ဗေဒမှာရှိကိုဗစ်နဲ့ဘုံအချောင်းအရာသင်ခန်းစာတွေကိုကျွန်တော်သင်ခြင်းအားဖြင့်ကျွန်တော်တို့ဟာဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်းတွေမှာပရမအောင်ဆုံးကျွန်တော်ဆေးဝါးထုတ်တဲ့လုပ်ငန်းတွေအာဆေးဝါးထုတ်တဲ့လုပ်ငန်းတွေမှာ chemical ဘုံရဲ့ structure ကိုသိရအောင်ဒီ stress molecule အချောင်းအရာတွေ ကျွန်တော်သိပြီအဲ့ဒီ drip molecule တဲမှာအတန်နေဘလို့တိဆောက်ထားတယ်ဘလို့မျိုးချိတ်ဆက်နေတာကိုဆိုတာလဲကျွန်တော်တို့နားလေသဘောပေါက်လို့ရဒါဆိုရင်ကျွန်တော်တို့ဟုတ်လားဆေးဝါးထုတ်တဲ့နေရာတွေမှာလဲကိုဗလန်ဘုံတိထားမှသာငယ်ကျွန်တော်ဆေးဝါးထုတ်လို့နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ယောဂဆောက်ဖွေးတဲ့နေရာလေယောဂဆောက်ဖွေးအဲ့တော့ယောဂဆောက်ဖွေးတဲ့ခါမှာကျွန်တော်တို့ပရိုတင်းတွေ DNA တွေ RNA တွေမှာ အဲ့ဒါပတိုက်ဘုံနေဖော့စပိုဒိုင်းစတာဘုံနေဒါစတာဒါတွေကကိုဗစ်လန်ဘုံနေပါဝင်ပါဒီထဲမှာကိုဗစ်လန်ဘုံနေပါဝင်ပါဒါကြောင့်ကိုဗစ်လန်ဘုံနေတွေကိုသိတာနဲ့ကျွန်တော်တို့အသားတွေအရိုးတွေထဲမှာဗိုက်တာမင်တွေထဲမှာဒီဓာတ်ရုပ်တွေဖွဲ့စည်းပုံတွေကိုသိတာကြောင့်ယောဂဆောက်ပွဲတဲ့လုပ်ငန်းတွေမှာလည်းကျွန်တော်တို့ကိုဗစ်လန်ဘုံနေကိုနားလည်မှတ်တာလေယောဂဆောက်ပွဲတဲ့လုပ်ငန်းတွေမှာကျွန်တော်တို့ဆောက်ပွဲနေမှာဖြစ်ပါတယ် ောက်ခုအနေနဲ့နောက်ခုအနေနဲ့ကတော့ကျွန်တော်တို့ပိုလီမာကမရှင်လို့ခေါ်တယ်ဟာလားပိုလီမာတွေထုတ်လုပ်တဲ့နေရာတွေမှာအော်ပိုလီမာတွေကဘယ်လိုဘယ်ဘာတွေထုတ်လုပ်ကြလဲဆိုတော့ပလတ်စတစ်တွေနိုင်လွန်တွေရောဘာတွေဒီဓာတ်တွေကိုထုတ်လုပ်တဲ့နေရာတွေမှာဟာလားလောင်ချင်းကိုဗလန်အဲလောင်ကိုဗလန်ချင်းတွေပေါ့နော်ဓာတ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်အော်ကိုဗလန်ဘုံတွေ stress နဲ့ flexibility တွေကိုတည်ထားရင်ပိုလီမာတွေ property တွေပိုလီမာရဲ့ property တွေကိုပြောင်းလဲသွားနိုင်တာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော် material အဲဆိုင်းရည်နဲ့ diamond တွေ graphite တွေဓာတ်တွေကလည်း gobelin ဘုံတွေပဲဖြစ်ပါတယ်အဲတော့နောက်တစ်ခု electronic ပစ္စည်းတွေမှာအသုံးပြုတဲ့ semi conductor တွေဟာ silicon တွေဒီ silicon တွေနဲ့ gobelin ဘုံကြီးတွေကိုလည်းဟာတယ်ဒီ gobelin ဘုံကြီးတွေနဲ့တုံထားတာဖြစ်ပါတယ်ဟုတ်ပြီနောက်နောက်တစ်ချက်ကကြတော့ energy 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 fuel တွေ energy နောက်သားတွေကိုအသုံးပြုတဲ့နေရာမှာ hydrogen bonding နဲ့ covalent bonding တွေဒီ component magnesium နဲ့တည်ရကြောင်း battery တွေ battery hydrogen fuel cell တွေမှာ electron တွေ transfer transfer လုပ်နိုင်တဲ့ magnesium တွေကိုနားလည်နိုင်တယ် electron တွေဘယ်လို transfer လုပ်လဲဆိုတော့နားလည်နိုင်တယ်အဲ့တော့နားလည်အဲ့လိုနားလည်တဲ့အတွက်ကျွန်တော်တို့ sure energy fuel launcher ကြီးကိုထုတ်လုပ်တဲ့နေရာတွေမှာ quality ပြည့်မီတဲ့ launcher ကြီးကိုကျွန်တော်တို့ထုတ်လုပ်နိုင်မှာဖြစ်ပါတယ် ်နောက်တစ်ခုပတ်ဝန်းကျင်ကျွန်တော်ပတ်ဝန်းကျင် environmental chemistry environmental နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာဆိုရင် H2O တို့ဟလာကာဗွန်ဒိုင်အောက်ဆိုက်တို့မီသိန်းတို့ဒီမီသိန်း gas တွေကိုကျွန်တော်စက်ပြိုးရေးကဏ္ဍတွေမှာ greenhouse effect တွေနဲ့သုံးလို့ရတယ်အဂရီယာအဖက်ကနေကမှမီသိန်းနဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေထုတ်ပြီးတော့အပင်တွေကိုဆင်တန်လုပ်ပြီးတော့ဆက်ပြေးမှာများစွာတွင်းတွင်းကျကျအသုံးပြုနေတာကိုတွေ့ရပါတယ် ဒါတွေကလည်းကိုယ်နဲ့ဘုံဒီအကြောင်းအရာတွေကိုနားလည်ထားပြီးဆိုရင်အောင်မြင်အောင်ကျွန်တော်တို့အသုံးချလို့ရပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်နေ့စဉ်အသုံးပြုနေတဲ့လုံးပေါင်းချင်မှာအသုံးပြုနေတဲ့ကျွန်တော်တကွေတခါရအသုံးပြုနေတဲ့ပစ္စည်းတွေဘာတွေလဲဆိုတော့အဲကျွန်တော်တို့ကပေါ့ဆက်ပြားတွေအဲဖြူရလောင်းစားစီလောင်းဖြူ sorry ဆက်ပြားတွေကျွန်တော်တို့ဟလား အဲအနက်နေဒီအနက်နေဒီအနက်ဆက်ပြားတဲ့အနက်နေထုတ်လုပ်တဲ့နေရာနေဒီနောက်ဘောကျကိုစမတ်တက်တွေဒီအယ်ကိုဟောဆူဂါတွေထုတ်လုပ်တဲ့နေရာဒီအော်ဂနစ်ကွန်ပေါင်းတွေကကိုယ်ကလည်းဘုံနေဖြစ်ကိုယ်ကလည်းဘုံနေဖြစ်တယ်ဒီကောင်းနေထုတ်လုပ်တဲ့နေရာတွေမှာလည်းထုတ်လုပ်မှာလည်းဒီကိုယ်ကလည်းဘုံအကြောင်းအရာတွေကိုနားလည်ပြီးဆိုရင် quality ပြည့်မီတယ်ဟာလားကော့စမတ်တက်တွေကော့စမတ်တက်တွေကျွန်တော်တို့ဟာလားဒီဆက်ပြားတွေ perfume တွေကိုထုတ်လုပ်နေတာထုတ်လုပ်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ အာအေးသွေးပြည့်မီတဲ့ကောင်းမှုအေးသွေးပြည့်မီတဲ့ကျွန်တော် product တွေကိုထုတ်လုပ်နိုင်မှုအတွက်ကကြတော့ကိုဗလန်ဘုံလေးတွေကိုနားလည်ထားမယ်ဆိုရင်ဟာကျွန်တော်လူမှုပတ်ဝန်းကျင်မှာအကျိုးစီးပွားလူမှုအကျိုးစီးပွားအတွက်များစွာအပေါင်းဝင်နေဆိုတာကိုဒီတင်ငန်းဆောင်တင်ချင်အဖြစ်ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုဗလန်ဘုံအကြောင်းညာတင်ငန်းဆောင်နားလည်တက်ကြွထားဖို့လိုအပ်ပါတယ်ခင်ဗျ။အော် ကျွန်တော်နောက်ခုအနေနဲ့ကုဘလန်ကုဘေးလန်ဘုံရဲ့အခြေခံဟလာအကြောင်းအရာလေးကိုပြောပြမှာဖြစ်တဲ့သူကြည့်လိုက်ရအောင်ကုဘလန်ဘုံအကြောင်းအရာလေးကုဘလန်ဘုံဘာကြောင့်ဖြစ်ပေါ်လာလဲဒုတိယအချက်အနေနဲ့ကုဘလန်ဘုံဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတာကျွန်တော်အခြေခံအနေနဲ့နည်းနည်းသင်ခန်းစာနည်းနည်းကိုကျွန်တော်ပြောပြမှာဖြစ်ပါ ။ဟုတ်ကိုဗစ်ကဘာကြောင့်ဖြစ်ရတယ်ဆိုရင်အတန်တစ်ခုနဲ့တစ်ခုမှာအီလက်ထရွန်တွေ transfer လုပ်တာမဟုတ်ဖင်းနဲ့ဟလာအီလက်ထရွန်ကိုမှရှေ့ရဟာကိုသူများကိုခွဲဝေပေးတာမျှဝေပေးတာပုံစံမျိုးပေါ့နော်။အဲ့ဒီမျှဝေပေးတဲ့ပုံစံမျိုးကကိုဗစ်လက်ပေါ်မှာဖြစ်ပါတယ်။ဟုတ်အတန်များဂျားထဲမှာဒီအတန်တွေရဲ့ဂျားထဲမှာဘလင်းစီအီလက်ထရွန်တစုံသုံးပုံတစုံထပ်ပို့ပြီးတော့မျှဝေပေးနိုင်တာ share sharing လုပ်ပေးနိုင်တာ ကြောင့်ဒီကိုဗစ်19ဘုံနေဖြစ်ပေါ်လာတာဖြစ်ပါတယ်။အဲဆိုဒါဆိုရင်ကိုဗစ်19ဘုံနေဖြစ်ပေါ်ဖို့အတွက်ဘယ်လိုအကြောင်းရင်းတွေကကိုဗစ်19ဘုံနေဖြစ်ပေါ်လာတာလဲ။ကြည့်လေ။အဘယ်လိုအကြောင်းရင်းတွေကကိုဗစ်19ဘုံနေဖြစ်ပေါ်လာရတယ်လဲဆိုရင်နံပါတ်1အနေနဲ့ကျွန်တော်တို့အတန်တစ်ခုနဲ့တစ်ခုမှရှိတယ်ဟုတ်လား။ အီလက်ထရွန်တွေကိုပတ်တဲ့အီလက်ထရွန်အချင်းချင်းတွန်းကန်အားကြောင့် rebuzzer fault တွေဖြစ်တာကြောင့်ကိုယ်လက်မွန်တွေဖြစ်လာနိုင်ပါတယ်။နံပါတ်2ကျွန်တော်တို့အတန်တစ်ခုမှာရှိတဲ့ nucleus နဲ့အခြားအတန်မှာရှိတဲ့ electron နဲ့အချင်းချင်းရွှန်းငင်မှုကြောင့်ဝိလံမှုတွေဖြစ်ပေါ်လာပါတယ်။နံပါတ်3အနေနဲ့က အက်တမ်တစ်ခုမှရှိတဲ့နျူကလ িয়ার နဲ့အခြားအက်တမ်တစ်ခုမှရှိတဲ့နျူနျူကလ িয়ার အချင်းချင်းတွန်းကန်အားကြောင့် rubber set four တွေဖြစ်ပေါ်လာတာကြောင့်ကျွန်တော်တို့ကိုဗစ်လန်ဘုံတွေဖြစ်ပါတယ်ဒီအကြောင်းရင်းတွေသုံးချက်ကြောင့်ကိုဗစ်လန်ဘုံတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်အဲ့တော့ဒီအခြေခံသဘောတရားတွေကို နားလည်ပြီးဆက်လက်ပြီးကိုဗစ်လန်ဘုံအကြောင်းအရာတွေကိုနားလည်တက်ကြွနားလည်တက်ကြွပြီးတက်မြောက်ထားမယ်ဆိုရင်ကျွန်တော်တို့ လားအရင်ဒီမိရဲ့ product တွေမျိုးစုံလူမှုကျိုးစီးပွားအတွက်အများစွာအသုံးဝင်နေဆိုတာကိုဒီတင်ဒီပရီကိုကြည်ချင်းအားဖြင့်အကျိုးတစုံတရာရရှိနိုင်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဟလာ comment ပေါ့အောက်မှာဒီ video အောက်မှာ comment ဝင်အောင်ရှင်းနေသွားနိုင်ပါတယ်ကျွန်တော်ရဲ့ channel ကိုလည်း like subscribe လုပ်ပြီးတော့ဥညံပြပေးပါဦး follow လုပ်ပေးပါဦး ားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မျိုးလံဦးဖြစ်ပါ